အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှာတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးအတွက်30ရက်7လ2025ကနေ6ရက်7လ2025အတွင်းမှာဂျုံလို့ရမယ်တပတ်စာကန်ဂျမဟော့ကင်းကိုကနာတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေပေါ့လေအဲဒီတစ်ခါကလာကဘလိုကန်ရရလေးတွေဂျုံလို့ရတယ်လေပေါ့နော်အဲ့တော့ကပထမဆုံး ရှစ်ဘုံရှစ်ကံကြီးမာတယ်ကျွန်တော်မိတ်ဆွေတောက်ကြတာတမီးတွေဝါတာပါလို့ထီကံစမ်းကျင်နေဆိုရင်ထီကံလေးပြေးမယ်နော်ဒီဘောက်တက်တဲ့ဂိမ်းလေးရှိလို့ပေါအောင်လဲထုံးတဲ့နိုင်တယောက်တို့ပါဗောနော်အဲ့တော့အဲဘာထုံးတင်လဲဗောနော်ထုံးမဲ့ကျွန်တော်ဒီကရမှာတောက်ကြတာတမီးတွေကအဲငါးဆသုံးညဆုံးအဲဒုမဟုတ်သုံးညဆငါးဆုံးအဲ့လိုဂိမ်းလေးတွေယူထုံးမဲ့ဆိုရင်တော့ကံရထောက်ပေါမှုလေးတွေပို့ပြီးရမယ်လို့အကြံပေးခြင်းနဲ့ဗျာနော်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးစပြောခြင်းနဲ့တောက်ကြတာတမီးတွေအဲဘယ်ဟောတဲ့ခါမှာတော့ကျွန်တော်ဗီရင်မျက်နှာပဲကြည့်ပြီးဟောတော့ကျွန်တော်နားလည်ပေးရမယ်နော် အလုပ်နဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာလက်ရှိလောက်ကနေပြောင်းအားရွှေ့ရတတ်တဲ့ grenade တွေသွားပါတယ်အလုပ်ပါအဆင်မပြေဘူးလှုပ်ချင်တဲ့စိတ်လေးတွေမရှိတော့ဘူးဘာလို့လဲဆိုတော့အလုပ်တွေကပင်မတော့အကျိုးခံနိုင်ဝင်မရတာတွေဖြစ်လာလိမ့်မယ်အထက်လူကြီးကလည်းဖိအားပေးလှုပ်ဖို့ခိုင်မဲ့လေးတွေနဲ့လည်းသဘောထားမတိုက်ဆိုင်တဲ့အခါလက်ရှိလောက်မှာမွန်းကျက်နေသလိုဖြစ်ပြီးတော့ထွက်မယ်ဟေးပြောင်းမယ်ဟေးရွှေ့မယ်ဟေးဆိုပြီးဖြစ်လာပါလိမ့်မယ်အဲ့တော့ထွက်ခက်ပြောင်းခက်ရင်ကောင်းမှမလားမေးလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုထဲမှာတော့မကောင်းဘူးပေါ့လေအညံ့လေးတွေကြောင့်ဝင်တတ်တယ်ထွက်ပြီးတဲ့နောက်ဝိုင်းနောက်လောက်တစ်ခုအလိုတစ်ခုရှာလို့မရတာလေးတွေဖြစ်တတ်တယ် ရခိုင်လည်းရတဲ့အလုပ်မှလည်းခုနကအလုပ်အတိုင်းပဲခက်ခဲမှုပြောင်းလဲမှုတွေကြုံရတဲ့အဲ့ကရင်သွားမြင်ပါတယ်ဗျာနော်အဲ့တော့ဂယူတော့စိုက်ပေးရမယ်ကန်စရာလေးတော့တိတ်မတန့်ဘူးပေါ့လေနေလို့ရတယ်ဆိုတော့လက်ရှိလုံးမှာပဲခရခဏလောက်သိခံပြီးနေလို့ရရင်ကောင်းမယ်ဟိုအရှိလာမဲ့အချိန်လေးမှာတော့ပြောင်းသိရွှေ့သိနေဆိုတဲ့အနေထားလေးလေးရောက်ရှိပိုင်ဆိုင်နိုင်မယ်နောက်ဒုတိယတစ်ချက်ကအဲအလုပ်တစ်ခုလုပ်တဲ့အခါမှာပေါ့လေဒီကလာမှာအခုစတင်ပြီးတော့ account ထဲပေါ်လာလေးတွေကတိတ်သဘောမချဘူးကွာကျွန်တော်အနေရဆိုရင်ဥပမာအလုပ်တစ်ခုစတင် account ထဲပေါ်လို့မယ် ချင်းချင်းမမကြီးယင်းဒီမျိုးတော်ကြီးလုပ်မယ်ဆိုတဲ့ကိစ္စလေးတွေကဒီကလာမှာမသိမ့်တော့ဘူးမြုပ်ကြီးကျသွားတာမျိုးတွေဖြစ်တဲ့အကျိုးပေးတဲ့လုပ်ငန်းတွေလုပ်ခဲ့တဲ့ဆိုရင်တော့မှချင်းချင်းလက်ငင်းအကျိုးမပေးသေးဘဲနဲ့မြုပ်ကျသွားတာမျိုးဖြစ်တဲ့အခါမှာပတ်စံဆရတာလေးတွေယင်းဒီမျိုးတော်နားလေးဟာတွေကတော်တော်နဲ့ပေါ်မလာတာလေးတွေဖြစ်တဲ့ကိစ္စရှိတော့ဂယုတချက်တော့စိုက်ပေးရပါလိမ့်မယ်ငွေကြေးကတော့စိတ်မပူဘဲနဲ့ဒီကလာမှာငွေကြေးကငွေကြေးစီးပွားလာပါလေအထုံးနဲ့ထင်တဲ့ရတဲ့တဲ့ကိန်းပါတယ်ဒါပေမဲ့ရကောတော့ကောင်းလားဆိုတော့ရတာတော့ကောင်းတာပေါ့ဒါပေမဲ့ရတဲ့ပတ်စံမြင်မလားမမြင်ဘူးဗျဒီနေ့လာသာထုတ်ပြီးွားရင်မနေ့ကညနေသေးဝင်တော့ပဲကျန်တဲ့ကိန်းမျိုးကျွန်တော်ဒဲ့ပဲမြင်ပါတယ် ပြန်လို့လိုက်ရင်တောက်ကိုစိနေနေမယ်ဆိုတော့နောက်လက်ကြည့်လိုက်လို့ရှင်အနောက်မှာကြော်ပဲရှိတယ်ဆိုတော့အနေထားပေါ့အရှိမဘလောက်ပဲယူအောင်နောက်လက်ကြည့်လိုက်လေအာမရတရားကြီးလေးဖြစ်တဲ့တချို့ပြည်ပရောက်တဲ့သူတွေဆိုရင်ဒီကရမှာအရှိအပတ်သားရှာပြီးနောက်ကိုပြန်ပြန်ထက်ပေးတယ်အနောက်မှာလည်းစုမိဆောင်မိတာမီလို့ရှင်အဆင်မပြေတာနဲ့ဟိုအားဘလို့ဖြစ်တာတဲ့ဒီအားဘလို့ဖြစ်တာနဲ့အဲ့လိုအတန်လေးတွေကြုံဝန်ကြားရတာတွေဖြစ်တဲ့အထူးသဖြင့်တော့မိဘဆွေမျိုးကြီးကိုမှတော့တာသမီးတွေတော့ကပေးတာပေါ့လေသူတို့ကအကြောင်းပြုပြီးငွေကုန်ချေချများလာလို့တွေကြုံဝန်တဲ့ဂိမ်းပဲကျွန်တော်မြင်မိတယ်ဟိုအားတော့နားပဲဟောရတာပေါ့နော် တော့ပတ်သက်ကြီးမမရတဲ့သူတွေကတော့ဒီကလာမှာတခြားတရားနဲ့တော့မတူကြဘူးပေါ့လေမြေဝင်တဲ့ကိန်းရှိတယ်နော်ဝယ်ပြအောင်ဝယ်ပြပါဒီကလာမှာမြေဝယ်ဟိုအရှိလာမဲနဲ့အရှိလာမဲလားအပိုင်းခြားတွေမှာအင်ဂျင်ပါတွေဆောက်ဖို့တော့အခွင့်အလမ်းပေါ်တယ်ဆိုတာမျိုးတွေဖြစ်လာလိမ့်မယ်တသက်ချင်းသွားတာပေါ့မြေဝယ်လို့ရတယ်တခြားတွေကကိုနေဖို့မဟုတ်တော့လောက်မှရင်းနှီးမြှုပ်နှံပြီးတော့မြေဝယ်ရမယ်ဆိုရင်တော့ဈေးကောင်းပြန်ရပြီးအကျိုးမြတ်များစွာရရှိတဲ့ကိန်းတွေမှာပါပါတယ်ဝန်တော်ဘူးကောင်းတာပေါ့နော်နောက်တောက်ကြသားသမီးတွေဒီကလာမှာငွေကြေးနဲ့ပတ်သက်ပြီးဘယ်သူမှမချင်းငားပါနဲ့ ချင်းငါကရင်ပြန်မရတဲ့ဂိမ်းလေးပါလို့အဲ့လိုလာကြည့်တဲ့အခါမှာအဝေးရလူတွေမဟုတ်ဘူးအရင်ရင်းနေပါတယ်ဆိုတော့ရင်းနေတဲ့သူအချင်းချင်းစွန့်လို့ဒီကောင်မှမအချင်းချင်းလာကြည့်လိုက်မယ်မကြည့်တဲ့အခါမှာလည်းကိုယ်စိတ်ဆိုးဒေါသထွက်တာလေးတွေကြုံရတဲ့ဂိမ်းလေးတွေရှိပါတယ်ကိစ္စမရှိပါဘူးနော်ဒါပေမဲ့ကိုယ်လက်ထက်ရပတ်စံလေးတွေမဆုံးရှုံးဖို့ပဲဂရုစိုက်ပေးရမယ်နော်ပြီးတော့တောက်ကြတန်းသမီးတွေအဲဒီကလာမှာအယောင်းဝယ်လုပ်တဲ့သူတွေဆိုတော့မြေယောင်းဝယ်တွေပါလေလို့ပဲတို့ပြောင်းလို့တူလောင်ယောင်းဝယ်လို့ရတယ်ပွဲရုံလုပ်ငန်းတွေပွဲသားလုပ်ငန်းတွေအမှန်အကျိုးပေးတယ်တွင်းတဲ့ပစ္စည်းပေါ့ ဒါတပည့်အဲတွင်းထမှာမှာဗရမားနဲ့ပတ်သက်တဲ့တွင်းထပစ္စည်းတွေကပို့ပြီးအကျိုးပေးတာလေးတွေတွေ့ရတယ်။ရန်နာနဲ့ပတ်သက်တဲ့တွင်းထပစ္စည်းတွေကပို့ပြီးအကျိုးပေးတာ။ရွှေနဲ့ပတ်သက်တဲ့အဲတွင်းထပစ္စည်းတွေကပို့ပြီးအကျိုးပေးတာလေးတွေတွေ့ရတယ်။အဲ့ဒီလုပ်ငန်းလေးတွေလုပ်နေတဲ့သူတွေဆိုတော့ဒီကလာမှာအကျိုးမြတ်များစွာရရှိပိုင်ဆိုင်တဲ့ကိစ္စမှာပါတယ်။တချို့တွေဆိုရွှေထုတာပေါ့ဒီကလာမှာရွှေကြောတွေ့ပြီးဟေးဆိုတာပေါ့။ရန်နာထုလို့ရန်နာအောင်ပြီးဆိုတာမျိုးပေါ့နော်။အဲဒါမျိုးတွေကျောင်းကကြားတာဗရမားတွင်းတွေရရှိပိုင်ဆိုင်တာလေးတွေအစားကျောင်းဝတ်တဲ့ကိစ္စမှာပါတော့ဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်။ ကားတွေပါတွေကတော့အဝင်မတော်ပါဘူးရှိတဲ့ကားတွေကမကြာခဏပြတ်တာလေးတွေဖြစ်တာတိုက်မိမလို့ ဖြစ်တာပုံသွားတာပဲ့သွားတာလေးတွေဖြစ်တယ်ဂီယူတချက်စိုက်ပေးရမယ်ဂျမိုင်းနဲ့ပတ်သက်လို့ရှင်တော့တောက်ကြတာသမီးတွေဒီကနေ့မှဂျမိုင်းမှာသွားတဖုံနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့ဂိမ်းပါတယ်ပြီးရင်သူကကြောက်ကက်နဲ့ပတ်သက်ပြီးဖြစ်တာတို့ကြောက်တယ်တာတို့အဲ့ဒါမျိုးတွေဖြစ်တဲ့တော့ဂီယူစိုက်ပေါ့အယိုးစစ်တွေပဲပတ်သက်ပြီးနာကျင်ကတ်ခဲတာလေးတွေဖြစ်တဲ့ဂိမ်းရှိတယ်ခြေထောက်တွေပါခောက်လဲတဲ့ဂိမ်းတွေရှိတော့ဂီယူတချက်စိုက်ပေးရမယ် ကျမညာတို့စေယုံစင်ကံပြမယ်ဆိုတော့ဂျန်နဝါရီလနဲ့စတဲ့စေယုံစင်ကံဒီမှာပြမယ်ဆိုရင်အနာနဲ့ဆင်းနဲ့တို့ပြီးတော့ပို့ပြီးတက်တာပြောက်ခင်းနေမယ်ဒီကရမှာတစ်ခုလုံးပဲကံမယ်ဆိုရင်တော့စနေသားသမီးနေနဲ့ပူးတဲ့အတိုင်းမျိုးလုပ်ပါကိုယ့်တက်ပို့ပြီးကံရဲ့ထောက်ပံ့မှုတွေရလာပါလိမ့်မယ်အဲ့တော့ဝင်ပတ်သက်လို့ရှိရင်တောက်ကြသားသမီးတွေဒီကရမှာအစဉ်ပြေလာမင်းမပြေဘူးပေါ့လေအဲကိုလိုကလိုင်းကြီးဖြစ်တဲ့ဂိမ်းပါပါတယ်ရှင်ကွဲတာပြတ်တာလေးတွေဖြစ်တယ်တတိယတရားပေါ်တာလေးတွေဖြစ်ပြီးတော့ရှစ်တဝခါနောက်ဆုံးအခါနဲ့အဲကို့ပေါ်မကောင်းမျိုးနဲ့တည်တယ်ဒါပေမဲ့ကိုကလည်းလွတ်မထနိုင်ဘူးဖြစ်ပြီးတော့ လိုက်လံဆွဲဖို့ကြိုးစားနေတာမျိုးတွေဒီတစ်ဖက်ကလည်းယုံထွက်ဖို့ကြိုးစားတာတွေဖြစ်ပြီးတော့အရှိတူကနောက်ဆုံးအခါနဲ့တော်တော်လေးတော့ငါရောက်တဲ့အနေထားရှိမှာပေါ့လေဂိမ်းဆိုင်ပေါ့အထူးသဖြင့်အဝေးတနေရာခွဲနေရတဲ့ချစ်သူအင်တော်ဘတ်တွေဆိုရင်ကိုယ်ကဖြစ်စေကိုယ့်ချစ်သူအင်တော်ဘတ်ကဖြစ်စေတတိယတယောက်ပေါ်တဲ့ကိန်းထဲမှာသွားမြင်တော့3တော့ထားပေးရမှာပေါ့နော်အဲမိဘတွေဆိုတော့တချို့ကုသသမီးတွေမမျိုးလေးမနဲ့ရုပ်တရက်အင်တော်တွေပါကြာလာမိမခိုးလာရောက်ရောက်နေလိုက်ဝါတာတွေပြီးပါရောက်နေတဲ့ကုသသမီးတွေကအဲသူတို့ဘာသာသူတို့သဘောကျတဲ့သူနဲ့အတူတူနေလိုက်ကြတာမျိုးတွေကြုံဝါကြားရတာတွေဖြစ်တတ်ပါတယ် ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့တောက်ကြတန်းသမီးတွေအရင်ကောင်းပါတယ်ပညာအသစ်သင်ရတာတွေသင်တန်းအသစ်တက်ရတာတွေဆရာကောင်းသမားကောင်းနဲ့ဆုံသီးရတာတွေဗီဇာလျှောက်တဲ့သူတွေအောင်တယ်ပြီးပါတော့ဖို့ကြိုးစားတယ်ကြိုးစားတဲ့ထဲမှာမှာအလုပ်နဲ့သွားတဲ့သူတွေကအဆင်မပြေဘဲနဲ့ကြောင်းလျှောက်ပြီးသွားတဲ့သူတွေကပြန်ပြီးအဆင်ပြေတဲ့ကိစ္စမှာပါတယ်ကောင်းတယ်ဗျာနော်ဒီသမလာ၄ရက်၅ရက်၆ရက်အဲ့ရက်တွေကတော့ပုံမှန်နဲ့မတူဘဲနဲ့ကံအချိန်တွေနဲ့ဝင်ဝင်ငွေလေးတွေများလိမ့်မယ်ဆိုတော့ပိုင်ဆိုင်မှုတွေပြောရဆိုရတဲ့ကိစ္စတွေကအဆင်ပြေလိမ့်မယ်ညီကိစ္စတို့အမွေနဲ့ရကြရှိမှဆိုအဲ့ကောင်မှရရှိတဲ့ကိစ္စမှာပါတယ် အဲနိုင်ငံခရီးသွားတဲ့ကိန်းရှိတယ်။နိုင်ငံနဲ့ဆက်နွယ်ပြီးလုပ်တဲ့ကိစ္စတွေကနေကံပွင့်လက်ပွင့်နယ်တွေဖြစ်တည်လာလိမ့်မယ်။ကျုံ့နေရတဲ့အခက်အခဲတွေကိုစနေသားသမီးတွေပူးတွဲပြီးတော့ဖြေရှင်းနိုင်တဲ့အနေအထားတွေဖြစ်တည်လာလိမ့်မယ်။နိုဝင်ဘာလ30ဒီဇင်ဘာလ1ရက်2ရက်3ရက်မှာတော့အညာအခက်တွေရှိတယ်။လက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့လက်ရှိနေတဲ့နေရာတွေမှာမနေချင်တော့လုပ်နေတဲ့အလုပ်တွေပြစ်ချပြီးအော်ဟုတ်ပြီထုတ်ပြခြင်းတဲ့စိတ်တွေပေါ်လာတာမနေ့မိုးလင်းတာနဲ့မုန်းချက်နေသလိုဖြစ်တာတွေအစားကြောတဲ့ကိန်းရှိတယ်။ပေါင်ဝင်ခြင်းနဲ့လည်းပဏိပခဖြစ်တာအိမ်တွင်းအိမ်ဆောင်ရေးမိသားစုရေးအဆင်မပြေတာ မျက်နှာရှင်းဆိုင်တာနဲ့ယံပရိပခါတွေဖြစ်တာစိတ်မကြည်တာလေးတွေဖြစ်တတ်တယ်ပေါ့နော်လူတို့များဟာလေးတွေစီစဉ်မှာဟာလေးတွေကအရက်ပိုင်းကအလိုလိုချော်ချော်လေးတွေဖြစ်တော့ဂယူးဆိုင်ကမယ်အဲ့တော့ကံရရဲ့ထောက်ဝမှုတွေအပြေအဝရအောင်အနက်ရောင်မိခိုးရောင်အညိုရောင်နှုတ်နေရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါရွက်လာပန်းရွှေပန်းလီလီပန်းနေဒီပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်တဲ့ဖရာမှာဖရာမှန်ကတ်တာဖြစ်စေနေအခါနေမှာအလှပအောင်ထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးစွဲပေးပါအဲ့တော့ကြုံရတဲ့အညံ့တွေခင်ပြီးကောင်းတဲ့ကံတွေပို့ကောင်းအောင်ရရလေးခြေကြရအောင် ရရအနေနဲ့ဘယ်လိုလုပ်ရမလဲတဲ့ဘနာပင်တပင်အောင်ဝင်မယ်ဘနာပင်မရရင်ဘရောက်ပင်အောင်ဝင်ဘရောက်ပင်အောင်မှမရဘူးဆိုတော့ပိန်နေပင်အောင်ဝင်ပေါ့နော်ဝင်ပြီးအနောက်ရက်ကိုမျက်နှာမူပြီးတော့မြေပဲယူလေးစားသုံးပြီးတော့မိမိတို့အလိုရှိတဲ့ဆန္ဒလေးဆန္ဒပြုဆွတောင်းခြင်းအဖြစ်အလိုရှိတဲ့ဆန္ဒလေးတွေအေကံမုတ်ချပြေပြောက်သွားလိမ့်မယ်ဒါအပြင်ကြုံရတဲ့အညံ့လေးတွေပြေပြောက်ဖို့အတွက်လိပ်စာကျွေးရမယ်လိပ်လို့နဲ့တူရတယ်လော့မယ်အဲ့တော့ဒီမလုံနိုင်တဲ့သူကတော့လမ်းမှာခြေခွက်ရှိတဲ့နေရာလေးတွေကိုတဲနေဖြစ်စေနော်အကျောက်ခဲလေးနဲ့ဖြစ်စေအစင်ပြာလေးနဲ့လမ်းခင်းပြအောင်ခင်းပေး ကိုယ်တိုင်မခင်းတဲ့သူတွေကလည်းလမ်းပြင်လမ်းခင်းတဲ့နေရာမှာတက်နိုင်တော့ဒါနအားလေးပါဝင်ထည့်ဝင်ပြီးတော့လူတန်းပြအောင်လူတန်းပြလိုက်ပါဒါဆိုတော့ကြုံရတဲ့အညံ့နေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်တောက်ကြတာသမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်အချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါတယ်